အကိုဖြစ်သူဝယ်ပေးခဲ့တဲ့ license မဲကားကြောင့်ကွယ်လွန်ခဲ့ရတဲ့မင်းသားလေးသူပရိသတ်များလုံးမင်္ဂလာပါရှင် Sally Insider Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်တွေရဲ့အချက်တော်သရုပ်ဆောင်မင်းသားလေးသူကတော့အခုဆိုရင်ကွယ်လွန်သွားခဲ့တာ၁၀ရက်လောက်ရှိခဲ့ပါပြီသူရဲ့နာရီကိုလည်းကောင်းမွန်စွာပြုလုပ်ခဲ့ပြီဖြစ်ပြီးတော့ရက်လယ်စွန်းသွတရားနာကိုလည်းပြုလုပ်ခဲ့ပါပြီဒီလိုမျိုးအကောင်လုံးကိုပြုလုပ်ပြီးပေမဲ့သရုပ်ဆောင်မင်းသားလေးသူကမကျွလွန်နိုင်သေးဘူးဆိုတဲ့သတင်းတွေကပြန့်နှံ့နေခဲ့တာဖြစ်ပါတယ်တချို့တွေကတော့သရုပ်ဆောင်မင်းသားလေးသူကမတရားမှုတစ်ခုနဲ့ကွယ်လွန်သွားခဲ့တာဖြစ်တဲ့ ွန်းအဲ့ဒါကိုစိတ်ဆွဲပြီးတော့မကျွလွတ်တာလို့ပြောနေခဲ့ကြပါတယ်။လက်ရှိမှာထပ်မံပေါ်ထွက်လာခဲ့တဲ့သတင်းတွေအရဆိုရင်သူကလွန်သွားခဲ့တာကနောက်ွယ်မှာအမှန်တကယ်မတင်ငါစရာရှိနေရဖြစ်ပါတယ်။တရုတ်ဆောင်မင်းသားလေးသူကသူ့ရဲ့အကိုဖြစ်သူဝယ်ပေးခဲ့တဲ့ကားကိုမောင်းနေရင်းနဲ့မတော်တဆမှုဖြစ်ပြီးတော့ကွယ်လွန်သွားခဲ့ရပါ။လက်ရှိမှာထပ်ပြီးတော့သိလိုက်ရတာကအဲ့ဒီကားကရိုးရိုးသားမှန်အဆင်ပြေတဲ့ကားမဟုတ်ပဲနံပါတ်ကိုပွားပြီးအတုလုထားခဲ့တဲ့လိုင်းစင်မဲကားတစ်ခုဖြစ်နေရဆိုတာပဲဖြစ်ပါတယ်။ ဒီအကြောင်းတွေကိုပြည်သက်တွေရဲ့ဖော်ထုတ်ချက်အရာသိခဲ့ရတာဖြစ်ပါတယ်။ရုပ်ဆောင်မင်းသားလေးတို့ကမတ်လ၈ရက်နေ့ညနေပိုင်းမှာကားနဲ့အိမ်ကိုပြန်လာနေတဲ့ချိန်မှာတစ်ပင်ကိုဝင်တိုက်ပြီးတော့မတော်တဆဖြစ်သွားခဲ့ရပါဒီလိုမတော်တဆဖြစ်တဲ့ပုံစံကလည်းထူးဆန်းနေပြီးကားရဲ့ဘေးဘက်မှာလည်းပိန်နေရကြောင်းဒါကပုံမှန်မဟုတ်နိုင်ဘူးလို့ပြည်သက်တွေကအစကတည်းကသိခဲ့ကြပါတယ်။ဒါကြောင့်ထပ်မံပြီးအောင်စုံစမ်းချက်တွေအရာအဲ့ဒီကားကတခြားကားနံပါတ်တစ်ခုကိုပွားပြီးတော့ပြန်လုထားတယ်။လမ်းစင်းမဲ့ကားတစ်ခုဖြစ်နေရဆိုတာပါပဲ။ ဒီကားကိုတယောဆောင်မင်းသားလေးသူရဲ့အကိုဖြစ်သူကဝယ်ယူပေးခဲ့ရပါဝယ်ယူထားခဲ့ရကအသိမကြသေးပဲနဲ့အကိုတယောဆောင်မင်းသားလေးသူကညဘက်ကြီးကားမောင်းတဲ့အခါမှာမတော်တဆမှု ဖြစ်ပွားသွားခဲ့ပါတယ်တယောဆောင်မင်းသားသူမောင်းနေလာတဲ့ Toyota Matuga ဟာဆိုရင်မတော်တဆမှုဖြစ်တဲ့အချိန်မှာပုံစံတွေကအတော်လေးထူးဆန်းနေခဲ့ပါတယ် အခုဆိုရင်လေလိုင်းစင်းမဲကားဆိုတာကိုသိလိုက်ရသလိုအကိုဖြစ်သူကဝယ်ယူပေးတယ်ဆိုတာလည်းသိရတဲ့အတွက်ပရိသတ်တွေတော်တော်များများကတော့တန်တရားဝင်နေကြပါတယ်။တချို့ကတော့ကွလွန်သွားခဲ့ရလဲကြာခဲ့ပြီမလို့ဒီတရင်တွေကိုအစာပြန်မဖို့ကြားဖို့အတွက်ပြောဆိုနေကြပေမဲ့မင်းသားလေးအတွက်တရားမျှတမှုရယူဖို့ကလည်းလိုအပ်နေပါသေးရဲ့။ဒါကြောင့်ချစ်ခင်အားပေးရတဲ့ပရိသတ်တွေကတော့ဒီကိစ္စကိုအစာဆွဲထုတ်ပြီးတခုပြီးတခုဖော်ထုတ်နေခဲ့ကြပါတယ်။ပြောဆောင်မင်းသားလေးတို့ကအခုလိုမျိုးကွလွန်သွားတဲ့ချိန်မှာအရန်အောင်မြင်နေပြီးရှေ့ဆက်ရှောင်းလန်းရမယ့်အနည်းပညာ ာလမ်းကြောင်းကလည်းဖြောင်ဖြူးနေခဲ့ပါတယ်ဇလန်းတွဲတွေမှာအောင်မြင်ခဲ့ရုံသာမကရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဇက်ပိုးအနေနဲ့အောင်မြင်နေခဲ့ပြီးတော့မကြခင်မှာဇက်ဆောင်မင်းသားဖြစ်လာနိုင်တော့မယ့်အရေးချင်းရှိသူလည်းဖြစ်ပါတယ်မိဘကိုလှုပ်ကြွေးပြုစုနေတဲ့တားလိမ်မာလေးဖြစ်တာကြောင့်ချစ်ခင်အားပေးရတဲ့ပရိသတ်တွေကတော့များနေကြပါတယ်။ဒါပေမဲ့အသက်20ကျော်အရွယ်မှာတင်းအောင်မြင်မှုတွေအကုန်လုံးကိုစွန့်ခွာထားခဲ့ပြီးတော့ရုတ်တရက်ဆန်စွာပဲကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။ အခုလိုမတင်ကားစရာအချက်တွေနဲ့ထပ်မံသိရှိလာခဲ့ရတဲ့အချက်လက်တွေအရဆိုရင်သူကလုံးခေယာကပုံမှန်မဟုတ်နိုင်ဘူးလို့ပရိသတ်တွေကတော့တထစ်ချပြောနေခဲ့ကြပါတယ်။မိခင်ကြီးနဲ့ညီမလေးဖြစ်သူကတော့အင်မတန်ဝမ်းနည်းနေခဲ့ရကြောင်းဒီကိစ္စတွေကိုဖော်ထုတ်နိုင်စွမ်းတော့မရှိခဲ့သေးပါဘူး။ဒါကြောင့်ပရိသတ်တွေကပဲတစ်ခုပြီးတစ်ခုဖော်ထုတ်နေခဲ့ပြီးတော့အခုလည်းကားကလိုင်စင်မဲ့ကားဖြစ်ကြောင်းထပ်မံတွေ့ရှိခဲ့ရပါတယ်။ ပရိသတ်ကြီးတို့ရောတယောက်ဆောင်မင်းသားလေးထူးရဲ့ကွယ်လွန်မှုပေါ်မှာဘယ်လိုမျိုးထင်ကြပါသလဲရှင်အဆုံးတိကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်